တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့မေလ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်ကုန်းမှာစစ်မှုထမ်းဥပဒေကိုဆန္ဒပြတဲ့ဒေသခံ90ခန့်ကိုအေအေကဖမ်းဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အရကတ်တက်တော့အေအေရဲ့စစ်မှုထမ်းဥပဒေကိုဆန္ဒပြတဲ့ တောင်ကုတ်ဒေသခံ90ခန့်ကိုအေအေကဖမ်းဆီးလိုက်ကြောင်းသိရှိရပါတယ်။တောင်ကုတ်ဒေသကြီးရွာ9ရွာမှာအေအေရဲ့စစ်မှုထမ်းဥပဒေကိုဆန္ဒပြခဲ့တဲ့ဒေသခံ90ခန့်ကိုပြီးခဲ့တဲ့မေလ18ရက်နေ့ကအေအေကဖမ်းဆီးလိုက်ကြောင်းဒေသတွင်းသတင်းအကြီးမြစ်ထံကနေသိရှိရပါတယ်။သဘောဆန္ဒအလျောက်အေအေစီမံစစ်တပ်နဲ့တွားတက်နေတဲ့သူတွေရှိပါတယ်။လူငယ်အများစုကတော့မိသားစုကိုရှာဖွေကြွရာနဲ့နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ဖို့ရည်မှန်းထားသူတွေလည်းရှိတယ်။ကျွန်တော်တို့အိမ်ဆိုတားနဲ့တမိကတအိမ်လုံးကိုလှုပ်ကျွေးနေတာ စစ်မှုထမ်းဖို့နှစ်ယောက်လုံးအသက်အကျုံးဝင်နေတယ်သူတို့အတွက်ပူပင်ရမှုတွေရှိပါတယ်ကိုအစိုးရမှုကိုလိုချင်တာကိုတောင်းဆိုတာဖမ်းဆီးခံရတာတော့မတရားပါဘူးလို့တောက်ကုတ်ဒေသခံကအေယာဝတီတိုင်းလို့ပြောပါတယ်ကင်းတောင်ကြည်ရွာတန်လွဲရွာမမလမှုစားပြင်စတဲ့ကြည်ရွာ၅ရွာမမျိုးသမီးများအပါအဝင်ကြည်ရွာသူကြည်ရွာသား90ခန့်ကိုအေအေကဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်တန်လွဲရွာမကြည်ရွာမဒေသခံ22ဦးကင်းတောင်ရွာမ 14ဦးစားပြင်ရွာမှ73ဦးလက်မိုးရွာမှ2ဦးတို့ကိုအေအေကဖမ်းဆီးထားပြီးယနေ့အထိပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါတယ်။အေအေဟာရခိုင်ပြည်နယ်အတွင်းနေထိုင်နေကြတဲ့လူငယ်များကိုရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာခွင့်တားမြစ်လိုက်ကြောင်းနဲ့အသက်ပြည့်မီတဲ့လူငယ်တိုင်းစစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်းပြီးခဲ့တဲ့မေလ22ရက်နေ့ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။မျိုးသမီးဖြစ်ပါကအသက်16မှ25နှစ်အတွင်းအမျိုးသားများအသက်16နှစ်မှ55နှစ်အတွင်း ရကိုင်းပြည်နယ်ပြင်ပကိုထွက်ခွာခွင့်မပြုကြောင်းတာမြင့်မိတ်တစ်ခုကိုအေအေကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မတရားတင်းနဲ့ခလာရ2-5လီတရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုအကြံဖတ်စစ်တပ်မှချစ်ဦးသိဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမြန်မျိုးနယ်ကိုစစ်ကြောင်းထိုးလာတဲ့တက်မတရားတင့်နဲ့ကလရ2 5လေးတက်ရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရမှာအကြံဖတ်စစ်တပ်ဘက်မှ10កောင်ပိတ်ဆုံးသွားကြောင်းအကုတ်ကို special text box မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်မေလာတရက်နေ့မှာမြန်မျိုးနယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်တပ်ရဲ့တက်မတရားတင့်နဲ့ကလရ2 5လေးတက်ရင်မှအကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းကြီးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှ Jet Fighter Paramotor ဝိုင်းတွဲတို့နဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သားများထံမှ MA1 တနက်တလန်ကြီ900ကျော် KM များနဲ့စစ်သားမတအလောင်း၈လောင်းကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ယင်းအကြံဖတ်စစ်တပ်စစ်ကြောင်းဟာတိုက်ခိုက်မှုများပြားခြင်းကြောင့်မေလ9ရက်နေ့မှာပခုတ်ကူတပ်မှ101ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စစ်ခွေတွေကအင်အား၄00လောင်းနဲ့စစ်ကြောင်းထိုးလာတာ စစ်ခွေးတိစီရင်ကတော့ကျွန်တော်တို့ရုပ်အလောင်းရှစ်လောင်းတိစီရမိတာကိုပဲအတိပြုထားတာပေါ့ထိခိုက်မှုတော့များတယ်လို့ပကုတ်ကူ special task force မှာတာဝန်ရှိသူတို့ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပကုတ်ကူမြို့နယ်ပကဖတရင်တပေါ့မြိုင်ကံမပကဖစုပွဲမှုတမြိုင်ပကဖပေါ့ပကဖကံမတက်ပေါင်းစု ပကုတ်ကူခရဲအမှတ်2 6 9 14 15စကွန်ကျောင်းသားတက်မတော် ABSDF A+ တက်ပေါင်းစုအညာနေတက်ပေါင်းစု PLC တက်ပေါင်းစု ဂလုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ PPDF ဘူဘရာဒါတပ်ပေါင်းစုဝင်းပလွေပြောက်ကြားတပ်ဖွဲ့ Earthquake တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတပ်ဖွဲ့များတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုချီးမြှင့်တဲ့ပြည်သူ့ဂုဏ်ရည်ဆုကိုတားဖြစ်သူကိုထင်လေးလက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူမှုကောင်ဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်တဲ့ပြည်သူ့ဂုဏ်ရည်ဆုကိုတားငယ်ဖြစ်သူကိုထင်လင်းခကင်အေရီကလက်ခံရယူခဲ့ကြောင်းသိရှိရပါတယ် ဆက်ကြောက်ကြိမ်မြောက်ပြည်သူ့ကုန်ရည်စုပေးအပ်ပွဲအခမ်းအနားကိုမေလ24ရက်နေ့မှာ American ပြည်ထောင်စု Texas ပြည်နယ် Houston မြို့မှာကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကုန်ရည်စုဟာမြန်မာပြည်တွင်းမှာဂုံပြူတင့်ဂုံပြူထိုက်သူများကိုပြပရောက်တိုင်းရင်းသားမြန်မာမိသားစုများမှာဝိုင်းဝန်းဂုံပြူကြတဲ့စုဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူ့ကုန်ရည်အသင်းက2025ခုနှစ်ဆက်ကြောက်ကြိမ်မြောက်ဂုံပြူသူအဖြစ်အကျဉ်းချခံရတဲ့ပြည်သူ့ကောင်းဆောင်တောင်းဆန်းစုကြည်ကိုပြည်သူ့ကုန်ရည်စုချင်းမြင့်ရဲ့ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးဟာမြန်မာနိုင်ငံနဲ့ပြည်သူများအပေါ်မှာထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံဖတ်စစ်အာဏာရှင်ကိုဒူးမထောက်ပဲကြက်ကြန့်ခံတွန်းလှန်နေတဲ့စစ်ခွန်အားကိုဥညွတ်ဂုံပြူခြင်းဖြစ်ကြောင်းပြည်သူ့ကိုယ်ရင်အသင်းကထုတ်ပြန်ထားပါတယ်။မတရားဖန်ဆီးထိမ့်သိမ်းခံရရတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံပေါ်ဝါမှလွတ်မြောက်ရေးအတွက် ပြည်သူ့ဂုံရီအသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူ့ဂုံရီစုပေးပွဲအခမ်းအနားကိုကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးတော်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်လူ့အခွင့်အရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုး CRPH နိုင်ငံကဦးအောင်ကြည်ညွန့်တို့လည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စစ်တပ်ရဲခါနဲ့လက်နက်ခဲယမ်းများတည်ယူလိရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးကုန်တင်ယထာတိမ်မောက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မော်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့အရှိတောင်တိုင်းစစ်တပ်နာချုပ်ထမ်းကိုစစ်တပ်ရဲခါနဲ့လက်နက်ခဲယမ်းများမကြာခဏတည်ယူလိရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးကုန်တင်ယထာတိမ်မောက်သွားကြောင်းမြမမိယထာထမ်းမှသိရှိရပါတယ်။ယနေ့မေလ25ရက်နေ့နက်နက်9:00ခွဲခန့်အချိန်မှာမွန်ပြည်နယ်ပေါင်မြို့နယ် ေးဖြူကုန်းဘူတာမတောင်ငူမြို့ဘက်ကိုထွက်လာတဲ့စက်ကောင်းအမတ် DF 1373ခုံမောင်းလာတဲ့ယထာအတွေ့16ရဲပါကုန်တင်ယထာအမတ်68ခွန်အစုံယထာမှာတထုံမြို့နယ်မိုးကောင်းကြီးရွာအုပ်စုကလီကျွန်းကြီးရွာအနီးယထာမိုင်းတိုင်အမတ်124မြင်းဆောင်3အနီးမှာမိုင်းမိခဲ့ကြောင်းမိုင်းပေါက်ကွဲမှုကြောင့်ကုန်တင်ယထာအတွေ့လေးတွေလမ်းချော်ပျက်စီးသွားပြီးယထာလမ်းပေ150ဝန်းကျင်ပြတ်တောက်သွားကြောင်းသိရှိရပါတယ်လောလောဆယ်တော့ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်တွေအားလုံးကျန်းသားသွားပါပြီး ဒီမနက်ကုန်တင်ယထာမောက်တာမှာလူထိခိုက်မှုမရှိပါဘူးလို့မော်လမြိုင်ဘူတာကြီးမှဝန်ထမ်းတဦးကဆိုပါတယ်။ရန်ကုန်မော်လမြိုင်ယထာလက်မှတစဉ်ကုန်တင်ယထာများနဲ့မော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်တပ်နာကျုံနဲ့ရတခနယ်မြေများကိုစစ်ကူများနဲ့လက်နက်ခဲယမ်းများကိုစစ်တပ်ကမကြာခဏပို့ဆောင်နေရှိကြောင်းတော်လရင်တရေအရင်မြင့်များကပြောဆိုပါတယ်။မေလ6ရက်နေ့ကလည်းမွန်ပြည်နယ်ပီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလက်နှင်းပလဲဘူတာနဲ့တောင်စွန်းဘူတာအကြားမိုင်းခွဲခံရပြီးတရားဒဇင်းမှာပြိုကျပျက်စီးသွားကြောင်းသိရှိရပါတယ်။ ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ခမောက်ကြီးညွန့်နဲ့မလီဝဲကြီးရွာအုတ်ချုပ်ရေးမှုရုံးမှာပြူစောတီအချင်းချင်းရန်ဖြစ်ပြီးဒါနဲ့ထိုးမှုပြူစောတီတကောင်တိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးညွန့်နဲ့မလီဝဲကြီးရွာအုတ်ချုပ်ရေးမှုရုံးမှာပြူစောတီအချင်းချင်းစကားများရန်ဖြစ်ပြီးဒါနဲ့ထိုးတက်ခဲ့ရမှာပြူစောတီတကောင်တိတ်ဆုံးသွားကြောင်းဒေသနေပြည်သူများကပြောကြပါဗျ။မေလ22ရက်ညပိုင်းကခမောက်ကြီးမြို့နယ်မလီဝမ်ကြီးရွာ အုတ်ချုပ်ရေးမှုရုံးမှပြူစောတီအဖွဲ့ဝင်များအစည်းအဝေးပြုလုပ်နေစဉ်ပြူစောတီအချင်းချင်းစကားများရန်ဖြစ်ပြီးကလားဆိုတဲ့ပြူစောတီမှပရှူးဆိုတဲ့ပြူစောတီကိုစကေဘာနဲ့ချောက်ချက်ထိုးတက်ရမှာနေရာမှာပဲတိတ်ဆုံးသွားကြောင်းသိရှိရပါတယ်၂၂ရက်နေ့ကမလီဝမ်ကပြူစောတီတွေမလီဝမ်အုတ်ချုပ်ရေးမှုရုံးမှစကားများရန်ဖြစ်ကြတယ်ဘာအတွက်ကြောင့်စကားများရန်ဖြစ်တာလဲတော့မပြောတတ်ဘူးစကားများရန်ဖြစ်တဲ့အချိန်မှာကလားဆိုတဲ့သူက ပရှူးဆိုတဲ့သူကိုစကေဘာနဲ့ထိုးတာမလီဝမ်သားတွေပဲနေရာမှာပဲတိတ်သွားတယ် အခုစကေဘာနဲ့ထိုးတဲ့ကလားကိုတော့မိထားတယ်။ပြူစောဒီတွေအချင်းချင်းပဲရံဖြစ်ပြီးတော့တက်လိုက်တာလို့ဒေတာနေပြည်သူတို့ကပြောကြပါတယ်။တနင်္လာရီတိုင်းစမောက်ကြီးမြို့နယ်မှာစစ်ကောင်စီကလူဆိုးလူမိုက်များအရက်သမားများနဲ့အလုတ်အကင်မရှိသူများကိုစူးစီးပြီးပြည်သူစစ်နဲ့ပြူစောထင်းများအဖြစ်စစ်တင်တန်းပို့ချခြင်းစစ်တပ်အတွက်ကင်းဆောင်ခိုင်းခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းဒေတာပြည်သူများကပြောဆိုကြပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြင်းကြံမျိုးအဝင်းအထွက်ကိမြောက်ကိုစစ်ကောင်စီတပ်ကခံစစ်အခိုင်အမာပြင်ဆင်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမျိုးအဝင်းအထွက်ကိမြောက်မှာစစ်ကောင်စီတပ်ကဗဟိုးများနဲ့လမ်းဖြတ်တောက်ခြင်း၊ကရုချင်းများတူးခြင်းနဲ့ဗန်ကာများဆောက်လုပ်ပြီးခံစစ်အခိုင်အမာပြင်ဆင်နေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။လုံးလုံးဆယ်မြင်းကြံမျိုးအဝင်းအထွက်ကိကိုကရုချင်းတွေတူးခိုင်းနေ၊စက်တော်ရီတူးမြောင်းတွေတူးခိုင်းနေ၊အခုလဲမျိုးပေါ်ကနေလက်နဲ့ကြီးတွေနဲ့ရန်တန့်ပြက်နေတယ်။ မြင့်ကျက်အထွက်ဂိတ်တွေအကုန်လုတ်ခိုင်းတယ်ကိရှိကိရှိတာမနေ့ကစသိရပြီးဒီရက်ထင်းလုံနေတာလို့ဒေတာခန့်တဲ့အစည်းအမြစ်ကဆိုပါတယ်မြင့်ကျက်မြို့မှာလက်တလောတိုက်ပွဲမရှိပဲစစ်ကောင်စီကခန့်စစ်ပြင်ဆင်နေတဲ့အပြင်လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေယာဉ်များနဲ့ဘုံကျဲခြင်းများစက်တိုက်ပြုလုပ်နေကြောင်းမြင့်ကျက်ခရိုင်ထောက်ပို့တပ်ဖွဲ့ဝင်တို့ကဆိုပါတယ်ဟုတ်တယ်လမ်းတွေဖြတ်နေတာခန့်စစ်တအားပြင်နေတဲ့ပုံစံမျိုးဘန်ဂါပြည်စောင့်နေတယ်တောင်တာမြင့်ကျက်အရှိတ်ဘက်ဒေရင်တွေဝဲနေတယ်မနေ့ကလည်းနဘူးအိုင်ဘက်ဘုံကျဲတယ်လို့၎င်းကဆိုပါတယ် ဂျမန်နေ့မေလ24ရက်နေ့ကမြင်းကြံမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကဗဟိုးပိုင်ရှင်များကိုအစီအဝေးခေါ်ပြီးမဲလိုက်ကမဲကြတဲ့ဗဟိုးများကိုတောင်ရှိကြီးရွာဘက်လိုက်လံမောင်းနှင်ပေးရမယ်လို့ညွှန်ကြားထားကြောင်းမြင်းကြံမြို့နဲ့လူတို့လှူရှာမှုကော်မတီအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။ဤကဲ့သို့မေလ25ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာစခန်းများကိုမြင်းကြံခရိုင်ဒေသတွင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ရာမှာနထိုးကြီးမြို့နဲ့ဝက်လူကြီးရွာမြင်းကြံအထွတ်ဇီးချံကြီးရွာနဲ့ တောင်သာအနောက်ဘက်ကျမ်းမှာတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။မြင်းကြံခရိုင်အတွင်းမှာရှိတဲ့မြို့နယ်၃မြို့နယ်မှာကြေးရွာ၁၄ရွာကိုစစ်ကောင်စီကလေကြောင်းမှအကျဉ်းရင်း90ဝန်းကျင်ပုံကျဲခဲ့ပြီးအရက်သားတေဆုံးသူများရှိခဲ့ကြောင်းတော်လိုင်းရေးတပ်ဖွဲ့ဝင်များနဲ့ဒေသခံများထံကနေသိရှိရပါတယ်။ယခုရပိုင်အတွင်းတိုက်ပွဲအရှိန်အေးသွားပြီမဲ့လဲစစ်ကောင်စီကတော့ခမာယာ၅မြင်းကြံတမဏိစက်ယုံရက်ကွက်၁၈ဂိမ်းများမှအထိုင်ချထားပြီးလက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်ခြင်းခံစစ်ပြင်းခြင်းများလှုပ်ဆောင်နေကြောင်းကာကွယ်ရေးတပ်ဖွဲ့များကစုပါတယ်။ လက်တလုံးမှာကန်စစ်တောင်နှင်းမြုပ်ကြီးရွာစလွန်ညောင်မင်းကြီးရွာများကိုပြစ်မှတ်ထားပြီးလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီလက်အောက်ခံမြင်းကျန်မြို့မှာနယ်မြေကြီးပြူစောတီခေါင်းဆောင်တီတာရွတ်မှအဖွဲ့ကလည်းအရက်သားပြည်သူများကိုဂိမ်းများမှာတတ်မှတ်ချက်များနဲ့ဈေးဝယ်ခွင့်ကန့်သက်ခြင်းလိုင်းထက်စီးနှင်းလုဆောင်နေကြောင်းဒေသခံများရဲ့အဆိုအရသိရှိရပါတယ်။မြင်းကျန်ခရိုင်မှာမြို့ပေါ်ကိုစစ်ကောင်စီတပ်နဲ့ပြူစောတီများကအုပ်ချုပ်နေပြီးကြီးရွာများမှာကာကွယ်ရေးတပ်ဖွဲ့ဝင်များကစုမှုထားပါတယ်။ ဒေတာတွင်ကာကွယ်ရေးတပ်ဖွဲ့များမှမြို့နယ်အနီးတစ်ဝိုက်မှာကင်းလည်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များပြူစောတိအဖွဲ့များကိုပျောက်ကြားစနစ်နဲ့တိုက်ခတ်ရမှာနဖက်အပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အမှန်တကယ်အလုတ်လုတ်ကြရန်စစ်ကောင်ဆောင်ပြောဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးဒီမှာဒေတာတွင်နေထိုင်သူများအမှန်တကယ်အလုတ်လုတ်ကြရန်ဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကဂျမန်နေ့မေလ24ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာရှိတဲ့ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ပများနဲ့တွေ့ဆုံရမှာပြောကြပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရမှာလျှက်စစ်တအားရရှိရေးဟာမဖြစ်မနေလိုအပ်ပြီးကျိုင်းတုံဒေသခံများကိုပိုင်လျှက်စစ်တအားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ကြရတဲ့စစ်ကောင်းဆောင်ကတိုက်တွန်းပါတယ်။အဲ့ဒီလိုဆောင်ရွက်မယ်ဆိုပါကနိုင်ငံတော်ကလိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။နိုင်ငံမှာစကြိုတီနယ်များပန်းလိုက်ရီမန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်ပြီဆိုပါက နိုင်ငံဝင်ငွေ American Dollar 10 billion ကျော်ခန့်တိုးတက်မှာဖြစ်ပြီးတိကျက်စွမ်းအားများရန်လုံးပြည့်ပြည့်မီအောင်ဆောင်ရွက်နိုင်ပြီဆိုပါကလည်း CAN Dollar 10 billion ခန့်ဝင်ငွေပို့မှုရရှိလာမယ်လို့၎င်းကထည့်သွင်းပြောပါတယ်။ထို့ကြောင့် data နဲ့စိုက်ပျိုးဝင်မှုရေးထုတ်ကုန်များရရှိအောင်ဆောင်ရွက်ပြီးအင်္ဂလိပ်နိုင်ငံများကိုတင်ပို့ပါက data ဝင်ငွေတိုးပွားလာမှာဖြစ်ကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်းမှာဝါသယံဇာတာများရှိတဲ့အတွက်ဝါနဲ့ပတ်သက်တဲ့ထုတ်ကုန်များထုတ်လုပ်ပြီး data စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ကြောင်းစိုက်ပျိုးရေးထုတ်ကုန်များတိုးမြင့်ထုတ်လုပ်ပြီး အရေးအသွေးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းနဲ့စီးပွားရေးတိုးတက်မှုကိုပေါ်ဆောင်နိုင်မှာဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။လက်ရှိမှာတောင်သူလေသမားများအနေနဲ့တဘာဝဘေးစစ်မှတ်ဘေးနဲ့ကားကဒီဇယ်ကအလုတ်သမားကအပါအဝင်ဈေးနှုန်းမြင့်တက်မှုများလက်ခရီးအစစ်အစေးတင်းကျပ်မှုများအကြားစိုက်ပျိုးရေးလုပ်ငန်းများကောင်းမွန်စွာမလုပ်ကိုင်နိုင်ပဲကိုယ်တိုင်စားဖို့ပဲအနိုင်နံဖြစ်နေခြင်းဖြစ်ကြောင်းတောင်သူလေသမားအရေးလှူရှားသူတို့ကပြောပါတယ်။နိုင်ငံတကာကိုပို့မယ်ဆိုပြန်တော့လဲဘယ်နိုင်ငံကဘယ်လိုပုံစံမျိုးနဲ့ဝယ်မှာလဲဆိုတဲ့ဟာက တို့ပြောတဲ့ဒီမိုကရေစီဥသိမ်းစိန်ခင်တဲ့ဒေါ်ဆန်းစုကြည်ခင်နှစ်ခင်မှာတော့ဒါကတော်တော်လေးယုံကန်နေရတဲ့အခြေအနေမှာပဲရှိခဲ့တာကျွန်တော်တို့တောင်သူလေသမားတွေကလေဆိုတော့ဒီလိုခေတ်အခြေအနေမျိုးမှာသူတို့ပြောတဲ့စကားနဲ့ဆိုရင်ကျွန်တော်ထင်ပါတယ်မဖြစ်နိုင်ဘူးဘလို့ပုံစံမျိုးနဲ့သွားမှလဲသွေးအစုတွေကိုဘလို့ပုံစံမျိုးနဲ့ထုတ်ပေးမှလဲဆိုတဲ့ကိစ္စတွေကမရှိနေတော့သူတို့ပြောတဲ့လောက်ကြီးလုံးဝလွယ်မနေဘူးလို့ဆိုပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့မေလ19ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာကြီးငွေများထုတ်ချီထားပေမဲ့တိုင်းနယ်ပြည်နယ်အလိုက်လုပ်ငန်းများထိုက်တင်သလောက်အောင်မြင်မှုမရှိကြောင်းစီထွက်သိနေများအထွတ်နှုံးအားနေပြီးပြပမှာတင်သွင်းနေရဆဲဖြစ်ကစိုက်ပျိုးသိနေများပန်းနိုင်ရီမှန်းချက်မပြည့်မီကြောင်းကြီးကံမြေကံကောင်းတဲ့လုံအားအရင်မြင့်ရှိပြီးဖြစ်ပေမဲ့အမှန်တကယ်အလုတ်မလုတ်တဲ့အတွက်ဝင်ငွေနေရကြောင်းအပြစ်တင်ပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာထွက်ရှိခဲ့တဲ့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာကုန်ကြမ်းပြက်လက်မှု လျှက်စစ်တအားပြတ်တောက်မှုနဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့ပြည်တွင်းဝယ်လုံမှုအားနည်းမှုများကြောင့်စိုက်ပျိုးရေးကုန်စည်ထုတ်လုပ်ရေးနဲ့ဝယ်ဆောင်မှုကဏ္ဍအသီးသီးတို့မှာတိုးတက်မှုမရှိဘဲဆက်လက်ကျဆင်းနေမယ်လို့ကန့်မှန်းခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လိုင်းကြီးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့